ီစာတင်ချိန်မှာတော့ရခိုင်ကမ်းမြောင်ဒေသရဲ့မြို့နယ်တစ်ခုဖြစ်တဲ့စစ်တွေမြို့နယ်ရဲ့ဒီနေရမြေမျက်နှာသွင်းပြင်အကျယ်ဝန်းလူဦးရေလူမျိုးကိုးကွယ်မှုနဲ့ထင်ရှားတဲ့နေရာတွေအကြောင်းကိုဒီ channel နဲ့အတူတူလေ့လာကြည့်ကြမယ်နော် စ်တွေမျိုးနယ်ဟာရခိုင်ပြည်နယ်စစ်တွေလွင်ပြင်မှာတည်ရှိပြီးတော့မြစ်ချောင်းတွေပေါ်များတယ်။ထင်ရှားတဲ့မြစ်တွေကတော့ကလတန်မြစ်နဲ့ကျွီတဲမြစ်တို့ဖြစ်တယ်။စစ်တွေမျိုးနယ်ရာစတူယန်ကီလိုမီတာ230ကျော်ကျယ်ဝန်းနဲ့ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့စစ်တွေမျိုးအပအဝင်ကျေးရွာပေါင်း80ကျော်နဲ့ဖွဲ့စည်းထားတယ် 2019တုန်းကဆယ်ရင်းအရာလူဦးရေ3သိန်းကျော်နေထိုင်နေရခိုင်ဗမာစတဲ့တိုင်းရင်းသားလူမျိုးတွေနဲ့တခြားလူမျိုးတွေလည်းစုပေါင်းနေထိုင်ကြတယ်။ဗုဒ္ဓဘာသာ၊အစ္စလမ်ဘာသာ၊ဟိန္ဒူဘာသာနဲ့ခရစ်ယာန်ဘာသာတို့ကို ကိုးကွယ်ကြတယ်။စစ်တွေမျိုးရဲ့အရှိတ်အပတ်မှာစီးစင်းလျက်ရှိတဲ့ကလတန်မြစ်ကဘင်္ဂလားပင်လယ်အော်အတွင်းကို စီးဝင်တယ်။ အဲ့ဒီနေရာမှာတင်မောကုန်းဘတ်တံ point အပန်းဖြေစခန်းနဲ့ပင်လယ်ရေချောင်းသွားလာတဲ့တင်မောတွေအန်ရီကင်းရှင်းဖို့အတွက် ရေချောင်းအချက်ပြတဲ့မိပြတိုက်လည်းရှိတယ်။ဒါဒါဆိုလို့ရှိရင်တီချေတို့ကရခိုင်ကမ်းမြောင်ဒေသမှာရှိတဲ့ထူးခြားတဲ့နေရာတွေကိုဆက်ပြီးတော့ကြည့်ကြမယ်။ ရခိုင်လူမျိုးတွေရဲ့ဂုံယူစရာဖြစ်တဲ့ရခိုင်ရင်ကျင်းမှုပြတိုက်ကြီးလည်းရှိတယ်။အဲ့ဒီပြတိုက်ကခစ်အဆက်ဆက်ရင်ကျင်းမှုအမွေနှစ်တွေဖြစ်တဲ့ဘီတုကလက်ရာတွေရိုးရာဓလိထုံတန်းဆင်လာပွဲတွေစတာတွေကိုပြတာထားတယ်။စစ်တွေမျိုးနယ်ဟာဘင်္ဂလားပင်လယ်အော်နဲ့ကလတန်မြစ်တို့ဆုံများမြဝကျွန်းပေါ်လွင်ပြင်ဒေသဖြစ်တဲ့မြေဩဇာကောင်းမွန်လို့စိုက်ပျိုးရေးလုပ်ငန်းထွန်းကားပြီးတော့စံစဘာအထွက်ကောင်းတယ် အဲ့ဒါတွေအပြင်ကို ရှေလျားတဲ့ကံယူတန်းဒေတာရှိပြီးတော့နိုင်ငံတကာနဲ့ပြည်တွင်းကုန်တင်သင်္ဘောတွေကံယူတန်းသွားခီးတဲ့တင်သင်္ဘောတွေနယ်စပ်ဒေတာပို့ကုန်တွင်းကုန်တင်ပို့တဲ့သင်္ဘောတွေငါးဖက်ရေရင်တွေစိုက်ကဲ့ရာစိတ်ကန်းတွေလည်းရှိတယ်အဲ့ဒါတွေအပြင်ဒေတာအတွင်းမှာနေထိုင်တဲ့သူတွေကကုံသွဲရောင်းဝယ်မှုလုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလုပ်ကင်ကြတယ် ကမ်းရိုးတန်းတစ်ချောင်းနဲ့မြစ်ချောင်းမှာနေထိုင်တဲ့သူအများစုကတော့ငါးဖက်လုပ်ငန်းကိုလုပ်ကင်ကြတယ်။စစ်တွေမျိုးနယ်ရဲ့ငါးလုပ်ငန်းတွေအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ကြမယ်နော်။ စစ်တွေမျိုးနယ်ရဲ့ငားလုပ်ငန်းဟာအဓိကအားဖြင့်ရေငန်ပစုံမွေးမြူရေးလုပ်ငန်းမြေချောင်းတွေမှာဖမ်းဆီးတဲ့ဘုံငားဖမ်းလုပ်ငန်းအဲ့ဒါကိုရေချုံငားဖမ်းလုပ်ငန်းလို့လည်းခေါ်တယ်မြေချောင်းတွေမှာဖမ်းဆီးတဲ့ဘုံငားဖမ်းလုပ်ငန်းရေချုံငားဖမ်းလုပ်ငန်းဆိုတာကမြစ်တို့ချောင်းတို့မှာငားဖမ်းခွင့်ပေးထားတဲ့နေရာတွေမှာတပိုင်းတနိုင်ငားဖမ်းတဲ့လုပ်ငန်းကိုပြောတာပြီးတော့ကန်ဒီငားဖမ်းလုပ်ငန်းဆိုပြီးတော့ရှိတယ် ရေငန်ပဇွန်မွေးမြူရေးနဲ့ကန်းလင်းငါးဖက်လုပ်ငန်းတွေဟာစီးပွားဖြစ်လောက်ကိုင်းတဲ့လုပ်ငန်းတွေဖြစ်တယ်။အဲ့ဒါတွေအပြင်ကိုမျိုးထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ငါးပဇွန်တားဖောက်တဲ့လုပ်ငန်း၊ရေထွက်စားတောက်ကုန်ပစ္စည်းပြုပြင်မွမ်းမံတဲ့လုပ်ငန်းပြီးတော့အေးခန်းဆက်ယုံလုပ်ငန်း၊ငပီးငချောက်လုပ်ငန်း၊ငါးပဇွန်ကနန်းရောင်းဝယ်စုဆောင်ခြင်းလုပ်ငန်းတွေလည်းလုပ်ကိုင်းကြတယ်။ ရေကန်ပစုံမွေးမြူရေးလုပ်ငန်းကသဘာဝရေကန်ကျယ်တွေမှာဒီရေအတက်အကျမှာ ရေသွင်းရေထုတ်ပြုတ်လုပ်တဲ့ပြုတ်လုပ်ပြီးတော့မွေးမြူတဲ့လုပ်ငန်းဖြစ်တယ်။ဒီရေဆိုတာကကဘာနေလာတို့အချင်းချင်းဆွဲငင်ရမှာပင်လယ်ရေမျက်နှာပြင်ကြွတက်တာနှိမ့်ကြတာကိုပြောတာနော်။ ဘုံငါးဖမ်းလုပ်ငန်းကတော့ဒေသအတွင်းမှာရှိတဲ့မြစ်ချောင်းတွေမှာငါးဖမ်းတဲ့လုပ်ငန်းဖြစ်တဲ့မြစ်ချောင်းတွေမှာဒီရေဝင်ရောက်လေ့ရှိတို့ဒီရေနဲ့အတူပါလာတဲ့ငါးတွေကိုကြားပိုက်ဂျွန်းပိုက်မျောပိုက်မြုံစတာတို့နဲ့ဖမ်းဆီးကြတယ် ကန်းဒီငါးဖန်းလုပ်ငန်းကတော့ကန်းချေရနေပင်လယ်ဘက်ကို10မိုင်တွင်ငါးဖန်းဆက်လေတွေနဲ့ဖန်းစီခြင်းဖြစ်တယ်။အဲ့လိုဖန်းစီရမှာမျောပိုင်မျိုးမျိုးသုံးထက်ပိုင်ကြောက်ကက်ပိုင်ငါးများတန်းစတာတွေကိုအသုံးပြုပြီးတော့စီးပွားဖြစ်ဖန်းစီခြင်းဖြစ်တယ်။ ကန်းနင်းငါးဖမ်းလုပ်ငန်းကစစ်တွေမျိုးနယ်ရဲ့ကန်ယူတန်းအနေနဲ့ငါးလုပ်ငန်းအများစုမိခိုအားထားရာအတက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုလည်းဖြစ်တယ်။ကန်းနင်းငါးဖမ်းလုပ်ငန်းကိုမြန်မာနိုင်ငံငါးလုပ်ငန်းဦးစီးဌာနကတတ်မှတ်ထားတဲ့ငါးဖမ်းဧရိယာအတွင်းမှာပဲလုပ်ကင်ကြရတယ်။ကန်းနင်းငါးဖမ်းလေတွေကဆက်လေအရွယ်စားပုံမူတည်ပြီးတော့နေချင်းပြန်လေနဲ့ပင်လယ်ပြင်မှာညအိတ်ငါးဖမ်းထွက်တဲ့လေဆိုပြီးတော့နှစ်မျိုးရှိတယ်။ နေချင်းပြန်လေတွေကမနှက်စောစော ရေတက်ရေကြပေါ်မူတည်ပြီးတော့ထွက်ခွာကြရတယ်။ညနေဆောင်လို့ရှိရင်ကန်းကိုပြန်ဝင်ကြရတယ်။ဆက်လေပေါ်မှာပယ်နင်းတူးဆက်ဆရာတူးနဲ့ရေလုတ်သား၄ဦးထိ ပါဝင်တယ်။ကန်းချေကနေ၅မိုင်အကွာမှာရှိတဲ့ပင်လယ်ပြင်မှာငါးပဇွန်ကနန်းစတာတွေကိုဖမ်းဆီးကြတယ်။ ညအိတ်၅ဖက်ဆက်လေတွေကတော့နေချင်းပြန်လေတွေထက်အရွယ်စားပိုပြီးကြီးတယ်။ကန်းချေရနေ10မိုင်အတွင်းမှာဖမ်းဆီးကြတယ်။ပင်လယ်ပြင်ကိုတစ်ခေါက်ထွက်လို့ရှိရင်နှစ်ညအိတ်၃ညခန့်ကြာတတ်တယ်။ဆက်လေပေါ်မှာပန်နင်းတူဆက်ဆရာတူနဲ့ရေလုတ်သား6ဦးထီကိုပါဝင်တယ် ဆက်လက်အရွယ်အစားအကြီးအသေးပေါ်မူတည်ပြီးတော့ရေလုတ်တာအနှဲများလည်းကွာခြားတယ်။ပယ်နှင်းကဆက်လက်မှာအဓိကတာဝန်ရှိတဲ့လူဖြစ်ပြီးတော့သူကငါးအကြောင်းကျွမ်းကျင်သူဖြစ်လို့ငါးရနိုင်မဲ့နေရဘလို့ဖန်ဆီးရမလဲဆိုတာကိုသိရှိနားလည်တဲ့သူလည်းဖြစ်ရမှာ။လေပေါ်မှာပါတဲ့လုတ်သားတွေဘေးရန်ရဲ့ကင်းရှင်းရေးကိုလည်းတာဝန်ယူဆောင်ရွက်ပေးရတယ်။ ဆက်ဆက်ရာကြတော့ရေရင်ပေါ်မှာရှိတဲ့စက္ကရိယာတွေကိုပြင်ဆင်ပေးရတယ်ထိမ့်သိမ့်ပေးရတယ်အဲ့ဒါတွေကိုဆောင်ရွက်ပြီးတဲ့အပြင်လိုအပ်တဲ့နေရာတွေမှာပူးပေါင်းလုပ်ကင်ရတယ်ရေလုံသားတွေကကျွမ်းကျင်မှုနဲ့လုံတက်ကိုလိုက်ပြီးတော့ငါးဖန်ပိုက်အတင်အချပြုတ်လုတဲ့ငါးမီးတဲ့နေရာမှာငါးတွေကိုအမျိုးအစားခွဲမဲ့ငါးဖန်ပိုက်ပြုတ်ပြင်တယ်အဲ့ဒါတွေကိုဆောင်ရွက်ရတယ် ငါဖမ်းပိုက်အစဲအကျဲပေါ်မူတည်ပြီးတော့ဖမ်းမိတဲ့ငါအရွယ်စားကလည်းကြွားချတယ်ဖမ်းစီရမိတဲ့ငါတွေကိုစစ်တွေမြို့နယ်အတွင်းမှာရှိတဲ့ငါတင်ငါချတဲ့စိတ်ကန်းတချို့မှာလေလံစနစ်နဲ့ရောင်းချကြတယ်ငါတိုင်တွေကအဲ့ဒီငါတွေကိုဝယ်ယူပြီးတော့ရေခဲပုံးတွေနဲ့တိုးလောင်နေပြီးတော့ရောင်းချတယ် အအေးခန်းကားတွေနဲ့ရန်ကုန်မြို့ကိုတင်ပို့ကြတယ်။အဲ့ဒီကနေတဆင်ဈေးတွေဈေးဝယ်စင်တာတွေစားတောက်ဆိုင်တွေနဲ့စားသုံးသူတွေထံကိုအဆင့်ဆင့်ရောင်းချကြတယ်။ကန်းနေငါးဖမ်းလုပ်ငန်းဟာစီးပွားဖြစ်လုပ်ကိုင်တဲ့လုပ်ငန်းဖြစ်ပြီးတော့ပြည်တွင်းဟူသာမကနိုင်ငံခြားဟူပါတင်ပို့နိုင်လို့နိုင်ငံခြားဝင်ငွေရရှိတဲ့လုပ်ငန်းလည်းဖြစ်တယ်။ကဲအခုဆိုသားတို့သမီးတို့ငါးလုပ်ငန်းရဲ့အကြောင်းကိုသိသွားကြပြီဆိုတော့ဒီချိန်နဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်နော်။ စားသင်းချိန်မှာဒီချေတို့ကကန်းနင်းငါးဖက်လုပ်ငန်းလုတ်ကင်သူပြောတာကိုလေ့လာကြည့်ကြမယ်နော် ကျွန်တော်ကတော့စစ်တွေမျိုးနဲ့တဲချောင်းကြီးွာကငါးဖက်လုပ်ငန်းလုပ်ကင်နေသူတယောက်ပါတဲ့ငါးဖက်တစ်ခါထွက်လို့ရှိရင်၃ရက်လောက်ကြာတယ်အဲ့ဒါကြောင့်မို့လို့ဖမ်းမိတဲ့ငါးတွေကိုတူလောင်ဖို့ရေခဲတွေဆက်စီတွေအစားအသောက်စတာတွေကိုယူဆောင်သွားရတယ်တဲ့တလောက်ကို၈ချိန်လောက်တော့ငါးဖက်ထွက်လို့ရှိတယ်အများဆုံးဖမ်းမိတဲ့ငါးတွေကတော့ကကတိငမုတ်ဖြူငမုတ်မဲငရွှေငတလောက်ကကူယံ ငကွင်းရှက်ငကွင်းရှက်ကိုငညို့လို့လည်းခေါ်တယ်။ကြောင်ငါစတဲ့ငါတွေဖြစ်ပြီးတော့တဲ့ရင်ငန်ပစုံမျိုးစုံကြောက်ပစုံကင်းပစုံစတာတွေလည်းရတယ်တဲ့။ဖမ်းမိလာတဲ့ငါပစုံတွေကိုလေလံစနစ်နဲ့ဈေးအမြင့်ဆုံးပေးတဲ့သူစီကိုရောင်းတယ်။ ငါးပစုံရောင်းရတဲ့ငွေတွေနဲ့ငါးဖန်းလှေရဲ့အတုံးစည်းကိုဖယ်ပြီးတော့ဆက်လေပိုင်ရှင်ဟာတဝက်ယူတဲ့ကြံတဲ့တဝက်ကိုပင်နေဆက်ဆရာနဲ့ရေလုံသားတွေဟာကျွမ်းကျင်မှုလိုက်ခွဲဝေယူရတယ်။စက်တင်ဘာလပိုင်းလောက်ကနေစပြီးတော့မိုးမကြခင်အထီးကိုငါးဖန်းထွက်ကြတယ်။မိုးရာသီဆိုလို့ရှိရင်ရာသီဥတုဆိုးွားတဲ့အခါတွေနဲ့မုန်တိုင်းတွေဝင်ရောက်တဲ့အခါတွေမှာအန္တရာယ်ရှိလို့ငါးဖန်းမထွက်ကြဘူး။ ရာသီဥတုပြောင်းလဲဖောက်ပြန်တာနဲ့ငါအလွန်ကျွံဖန်းစည်းတာတွေကြောင့်ငါဖမ်းမိတဲ့အရေအတွက်နဲ့ငါမျိုးစိတ်တွေတစ်ပြေးပြေးယော့လာတယ်။အဲ့ဒါတွေအပြင်ငါဖမ်းလုပ်ငန်းလုပ်ကင်သူအရေအတွက်ကလည်းတနေ့တခြားများများလာတဲ့အတွက်ငါမိဖို့လည်းခက်ခဲလာတယ်။ ငါးလုံငန်းလောက်ကိုင်းတဲ့ရေရင်နေနဲ့ရေလုံသားတွေဟာငါးလုံငန်းဦးစီးဌာနထုတ်ပြန်တဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာပြီးတော့လောက်ကိုင်းကြရတယ်။ဒီစည်းကမ်းတွေကလိုက်နာရတာကငါးမျိုးတွေမပြုံးတိစေဖို့အမြဲတမ်းဖမ်းယူစားသုံးနိုင်ဖို့နဲ့တဘာဝပတ်ဝန်းကျင်ယိုယွင်းပြည့်စုံမှု ရေဒုညဉ့်ဉန်းမှုတွေလျော့နေအောင်လို့ကာကွယ်ဆောက်ရှောက်နိုင်ဖို့အတွက်အထောက်အကူပြုတယ်။ အခုဆိုလို့ရှိရင်တားတို့သမီးတို့ရခိုင်ကမ်းမြောင်ဒေသအကြောင်းနဲ့ငားလုံငန်းဆောင်ရွက်ပုံတွေအခက်အခဲတွေအကျိုးကျေးဇူးတွေလိုက်နာရမယ့်အချက်တွေကိုသိရှိသွားပြီဆိုတော့ဒီချက်နဲ့နောက်သင်ခန်းစာတစ်ခုမှထပ်တွေ့ပါမယ်နော်